န္တလေးတိုင်းမိထီလာမြို့နယ်မှာဗိုလ်မှူးတယောက်မောင်းနှင်လာတဲ့ကားကိုမှန်ချခိုင်းတဲ့ပြူစောတိခေါင်းဆောင်ဖမ်းဆီးခံရပြီးနောက်ပြူစောတိအဖွဲ့ဝင်16ဦးနှုတ်ထွက်သွားတယ်လို့သိရပါတယ်။စစ်ကောင်စီကပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကိုပြီးခဲ့တဲ့မေလ15ရက်ကမိထီလာမြို့ဝင်တိုးဂိတ်မှာဖမ်းဆီးခေါ်ဆောင်သွားပြီးအမှုဖွင့်ထားတာပါ။ဖမ်းဆီးခံရတဲ့ပြူစောတိခေါင်းဆောင်ကိုစစ်ကောင်စီကပုံမှန်905ကကြီးနဲ့အမှုဖွင့်ထားပြီး လူမှုကွန်ရက်စာမျက်နှာမှာစစ်မှုရန်ငွေကြေးကောက်ခံတဲ့ကိစ္စနဲ့ပတ်သက်လို့ဝေဖန်ရေးသားရန်ကြောင့်ဖမ်းဆီးတာလို့သတင်းလွှင့်ထားပါတယ်။ဒါပေမဲ့ပြည်သူ့စစ်ပြစောတိအဖွဲ့ရုံးနဲ့နှိစက်သူတွေကဇော်ယူထွန်းမှာမိထီလာတိုးကိမ်းမှာလုံခြုံရေးယူနေစဉ်မလိုက်မြို့နယ်ဘက်ကနေဗိုလ်မှူးတူမောင်းနှင်လာတဲ့ကားကိုမှန်ချခိုင်းရာကစကားများကြပြီးဗိုလ်မှူးကငါချောင်းသိစေရမယ်လို့ချိန်ချောက်ပြီးနောက်ဖမ်းဆီးခံရတာဖြစ်တယ်လို့ပြောဆိုမှုတွေရှိပါတယ်။ ပြူစောတိအဖွဲ့ကနှုတ်ထွက်သွားသူတွေထဲမှာဇေယဟိန်းဆိုတဲ့ပြူစောတိက၎င်းတို့သည်ဆင်ပြေမွေများဖြစ်ပြီးပြည်သူစစ်ခေါင်းဆောင်တူကိုဖမ်းဆီးအေးအေးယူခြင်းမှာမွေခေါင်းကိုဖျက်လိုက်တဲ့ကဲ့သို့ခန္ဓာကိုယ်နဲ့အမိမှာဘယ်သွားရမှန်းမသိဖြစ်ခဲ့ရပါသည်ဒါပေမဲ့ကျွန်တော်တို့သည်မွေချင်းတူပေမဲ့ဆင်ပြေမွေများသာဖြစ်ပြီးအမီးမှလည်းကောင်းပါကြောင်းသိစေခြင်းမသည်လို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒါကြောင့်ဇေယဟိန်းဆိုသူအပါဝင်၁၈ဦးမှာ မိထီလာမျိုးဌာနေပြည်သူ့စစ်အဖွဲ့ကနှုတ်ထွက်ကြောင်းအတိပေးရပါသည်လို့လည်းမျှဝေထားပါတယ်။